တောက်ကြနေပွဲသူအားလုံးမင်္ဂလာပါ2025မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်းမှန်းချက်အောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။ခရီးကိစ္စဆောင်ရွက်နိုင်မယ်။အရာဝေးရကောင်းသောသတင်းစကားကြုံမယ်။ပစ္စည်းပြောက်တတ်တဲ့အင်ချမ်းမြေကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။ ရှင်ကားလဲတဲ့ပြောင်းလဲအတွက်စီစဉ်သူများဒီကလအတွင်းအထမြောက်နေမယ်။ကျွေးမြီဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်။၅ရက်နေ့ကတော့ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်။၁၆ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ပွင့်မယ်။၁၉ရက်နေ့ရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရတဲ့တဲမတော်တဆနဲ့ကြီးဆက်ရမယ်။အနောက်ရက်ကုန်တည်သွားစရာနဲ့ရှိတဲ့တဲနေ့တနင်္ဂနွေနဲ့သုံးနိုင်ကြအသွားလာကြီးဆက်။၁၈ရက်နေ့ကအရာရာဆင်ပြေမယ်။ အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တွတ်တက်မှုကိုရရှိမယ်။19ရက်နေ့မှာငွေကြေးကံကောင်းမဲ့ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်။သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေလောက်ကင်ကျိုးပေးလိမ့်မယ်။20ရက်နေ့မှာရှင်ပြန်မှုမှသမျှောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းကိုကြောင်းမယ်။21ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးမှလွန်ရာပြည့်စုံခြင်းနဲ့ဘဝကံမြင်မှခြင်းတို့ကိုရရှိနိုင်တဲ့နေသားကြုံတွေ့ရမယ့်ခံကြမှာရှိပါတယ်။ဇာသပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းကျိုးပေးမယ်။ ယနေ့ကနေတင်းလာမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။တစ်နှစ်ခုကနန်းနေချိုးပေးတယ်။အပြာရောင်ဆဲရောင်မိခွေရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိချိုးပေးပါလိမ့်မယ်။ကောင်းသောကံကြမ္မာများရဖို့အတွက်ကိုတော့16ရက်နေ့ရက်နေ့စပြီးတော့9ရက်ဆက်တိုင်းအမေသာရှောင်းလိုက်ပါထူးထူးခြားခြားကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်ယေရှုတင်ပါတယ် စနေနေ့မွေးစွာလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ20ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလောကန်ချင်းရဲ့ကောင်းသောကြိုးကျေးဇူးကိုရမယ်သူတမားနဲ့မတူတဲ့ဆုတောင်းနေရာနေကိုလှုပ်ပြီးတော့အစစ်မြေအောင်မြင်မှုကိုရအောင်ဖန်တီးနိုင်တဲ့ကံကြမ္မာရှိတယ်ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာတခါမှမလုပ်ဘူးလို့တွန့်ဆုံမနေနဲ့လှုပ်ရှားရှိတဲ့လုပ်တွေရှေတိုးလို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ်မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ ရှေ့တိုးဆောင်ရွက်ခြင်းရဲ့နှစ်သာရကိုကောင်းစွာရရှိမယ်ကာလပါ။ငါးရည်နေမှာလှုပ်ရှားရှိတာလှုပ်ပါအခက်ခဲတွေဖြေရှင်းမှာ16ရည်နေမှာရံပတိဘက်ကတွေထိတ်တရင်ဆိုင်မှာအခက်ခဲအလုံးထိတ်တရင်ဆိုင်ပြီးဖြေရှင်းလိုက်ပါ။19ရက်နေ့ငွေကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့မတော်ဆနေရောကယူဆက်ရမှာပေါ့အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာနေရှိတဲ့နေ့တန်တိုင်းခွဲနဲ့၃နေကြသတိထား18ရက်နေ့မှာငွေကြီးလုပ်ငန်းစီးပွားဘဝ အဖြစ်အတိုက်ခံနေရလို့ထိတဲ့ရင်ဆိုင်ပြီးဖြည့်ရှင်းပြီးလောရပြေဆုံးမဲ့ဘသူဘာပြောပြောကိုလုံးစရာရှိတာရှေ့တိုးလို့ဝေဖန်သူတွေခေါင်းထဲမှာမတဲ့နဲ့၁၉ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့ပဲအဲ့ဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုရဘွားတစ်ခုလုံးကိုရပောင်း40အတွင်းပြောင်းနေမယ်ဒီနေ့ဒီရက်ကနေစပြီးခုနှစ်အတွင်းဆုံးဖြတ်ချက်မှန်သမျှကိုအတွက်မှန်ကန်လေးမယ်ကောင်းလေးမယ်20ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝဲပြန်လဲရအောင်လုပ်နိုင်တယ်21ရက်နေ့မှာခေခဲအလုံးကိုဖြည့်ဆည်းပြီးလိုရာပြည့်စုံနိုင်တယ် ဒီကလာတော်တွေမှာကြာသာပနေနေတောက်ကြနေစနေနေမွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်ကိုခွန်ငါးကနန်းနေအကျိုးပေးတယ်အဝါရောင်ပြာရောင်နုံးနေအောင်တွေကိုသုံးပြီးတော့လိုရာကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ်ပိုက်ဆံအကျွေးစစ်တစေအမွှေးနှံသာဖျန်းပြီးတော့ပိုက်ဆံရတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါမယ်ယေရှုတင်ပါတယ် တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းကာလဟာထူးခြားစွာကောင်းတဲ့ကာလဖြစ်တယ်အကျန်းစီရွယ်ချက်တရားမြင်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတွတ်တက်မယ်ဒီကာလအတွင်းစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားသောအကျိုးပေးမှုနဲ့တွတ်တက်မှုတွေကိုဖြစ်ပေါ်မယ် ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ပြိုရွယ်သူတွေစမ်းပွဲ့မယ်မိသားစုနဲ့ဝေးခွာနေသူတွေပြန်လည်ဆောင်စည်းရခြင်းကိုရှိတတ်တယ်ကောင်းသောကံပြောင်းလဲတဲ့ဖြစ်ရတဲ့ကတဆင်ပြီးတဆင်ဖြစ်ပေါ်ကြိုးပေးလာတဲ့အကြောင်းအရာတွေဒီကလအတွင်းမှာဖြစ်ပေါ်မဲ့နမိတ်ကိုတွေ့ရပါတယ်15ရက်နေ့ရရောက်ကောင်းခြင်းနဲ့ကြိုးပေးခြင်းရှိတဲ့နေ့တစ်ခုဖြစ်တယ်16ရက်နေ့မှာငွေဝင်နဲ့ပြန်ပြန်ထွက်တယ်ကိုကိစ္စတဲ့သူတစ်ပါးကိစ္စတွေကိုတော့ခိုင်နေရနေပဲ16ရက်နေ့မှာရီမန်းထားတာနဲ့ လက်တွေ့နဲ့ကွာဟတယ်မတော်တဆထိခိုက်မှုအတည်းကယူဆရမယ်လူလေးယောက်တူခီးသွားခြင်းကိုရှောင်ကျင်ရမယ်အနောက်ရက်ကိုဥတီသွားစေတဲ့ဖြစ်တတ်တယ်နေ့တနိုင်ခွဲနဲ့ညနေ3နိုင်အတွဲမှာအရာရာသတိချားရမယ်ဆက်ရှိရနေမှာတော့ကောင်းသောကံတို့တက်မှုတွေရှိလာတယ်လိုရာပြည့်စုံခြင်းနဲ့ကောင်းခြင်းကံနဲ့ဒလန်းပွင့်တဲ့နေထားရှိမယ်16ရက်နေ့ကကောင်းသောကံကျမစတင်ဖြစ်ပေါ်တဲ့ကာလလို့ဆိုရင်လည်းမမှန်ဘူးကောင်းရမှာရှိတဲ့နက္ခတ်တွေထဲမှာမှာယာဟုဂျုံ ဆိုတဲ့ဂျိုတစ်ခုရှိတယ်။အဲဒီယာဟူးဂျိုကပြီးခဲ့တဲ့2020သုံးခုနှစ်အောက်တိုဘာလ31ရက်နေ့ကနေဒီနေ့19ရက်နေ့မေလ2025အထိမင်းရည်ဒီမှာရှိပြီးလူတွေကိုစိတ်နှောက်ရှက်တွေဖြစ်တတ်တဲ့ကပဝမ်းဝမ်းရှိတဲ့ပေးစော့အနေဆိုးတွေကတ်ဆိုးတွေကိုသူဖန်တီးတယ်။အဲ့ဒီဒီနေ့မှာပဲယာဟူးဂျိုကမင်းရည်ကနေကွန်ရည်ကိုကူးပြောင်းသွားတယ်။ဒီ19ရက်နေ့ မေလဒီကာလကောင်းခြင်းကိုစတင်ယူဆောင်နေဆိုတာဒီအကြောင်းအရာကိုအဓိကထားပြီးလည်းပြောရတယ်။အဲတော့ကာလရှိကြအနှောင့်အယှက်တွေဖြစ်နေတဲ့ကိစ္စတွေဘေးစောအနေအဆိုးတွေအနေတစ်ပြေးပြေးတော့ညော့သွားမှာပေါ့။ဒီလိုဂျိုပြောင်းကဒုက္ခပေးတာတော့မရှိတော့အခြားခြားသောပုံမှန်နေသားလေးတွေကတော့ဒီဂျိုကြောင့်မဟုတ်တော့အခြားအကြောင်းအရာတွေကြောင့်ရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့ဂျိုစီဂျိုနေညံလို့ဖြစ်တဲ့နမိတ်ဆိုးတွေကတော့လွတ်ကင်းသွားမယ်။ နှစ်ရည်နှစ်ရတော့ရာရာကောင်းကျင့်တမိတ်နဲ့တိုးတက်ခြင်းတွေနဲ့လိုရာပြည့်စုံခြင်းကိုရှိမယ်။နှစ်တရည်နှစ်ရတော့ကိုယ်စန္ဒရည်ရွယ်ခြင်းနဲ့ဘဝရည်မှန်းချက်တို့ကိုလက်တွေ့ကောင်းထည့်ဖို့ပြီးတော့အောင်မြင်စေပြည့်ခြင်းကိုရရှိနိုင်ပါလေ။ကြာသာပရိနိဗ္ဗုဒ္ဓနေငါနေမွေးတဲ့သူတွေကောင်းကျိုးပေးတယ်။တနည်းလာနေသောကြနေမွေးသူတွေဒုက္ခပေးတတ်တယ်။369ခန်းနေအကျိုးပေးပါလေ။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက် အဖြူရောင်ပန်းဝင်လေးတွေမကြာခဏဖျားကတ်သူပူဇော်ပြီးလောရာဆူတောင်းမှာကျေးဇူးတင်ပါတယ်